ားလုံးပဲမင်္ဂလာပါ in ordinary guy channel ကနေပြီးတော့အားလုံးကိုတွေ့တွေ့စွာကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်အဲကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာတော့ရှစ်လပိုင်းပြီးခဲ့တဲ့ရှစ်လပိုင်းတော့ကျွန်တော်ဖြစ်ခဲ့တဲ့ watch and pray out နဲ့ပတ်သက်ပြီးတော့အားလုံး sharing လုပ်ပေးချင်ပါတယ်ဒီကောဖြစ်ခဲ့တဲ့ watch and pray out ကနည်းနည်းစိုးရတယ်လည်းမဟုတ်ပါဘူးလीအဲ့တော့ကျွန်တော်ကပြီးတော့ဒီ watch and pray out တွေက ရိုးရိုး skin care လုပ်ရုံနဲ့မပြောင်းတဲ့အတွက်ကြောင့်မို့စိတ်ကပြရလိုက်ရပါတယ်။အဲ့တော့ဒီနေ့မှာကျွန်တော်သုံးခဲ့တဲ့ဆေးလေးတွေနဲ့ကျွန်တော်ဘလို့ဒီနှစ်လအတွင်းမှာတက်တာလာလဲဆိုတာလေးကို sharing လုပ်ပေးပါမယ်။ပထမအဦးဆုံးကျွန်တော်သုံးခဲ့တဲ့ဆေးလေးတွေနဲ့လိန်ဆေးလေးတွေကိုပြပေးပါမယ်။အဲ့တော့ဒီနေ့အပိုင်းမှာလိန်ဆေးနဲ့အဲတောက်ဆေးပေါ့လေ။လိန်ဆေးကတော့အားလုံးပေါင်း၃မျိုးရှိမှာဗျ။ဒီနှစ်မျိုးကကြတော့ဒါကတော့မပြတ်မနေလောက်ကမဲ့အရာ ဒါဆရာဝန်ညွှန်းပေးတဲ့လိန်စီ၃မျိုးပထမအဦးဆုံး၃မျိုးကဘန်ဇွိုင်းပါအောက်ဆိုက်ဒီမှာကကျွန်တော်လောလောဆယ်ဝယ်လို့ရတော့ PD ဘန်ဆက်ဆိုတဲ့တစ်စိမ့်နဲ့ကျွန်တော်ဝယ်လို့ရတယ်ကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့လှမ်းမာတာတော့၂မျိုးပေါ့လေပထမအဦးဆုံး The River ရဲ့ Dublin ကျဲ0.1%ပြီးရင် Nutty Flowers ရဲ့ဒါကတော့ဝက်ချန်အတွက်တည်တတ်ပြီးတော့ Top Sea မှာကကြာတော့ဒီကောင်ကသက်စေးအတွက် ဝက်ချံပူတက်ဆေးအတွက်သုံးတာပါပူတက်ဆေးပါဒါကတော့ဝက်ချံအတွက်တီးတက်ထုတ်တဲ့ဆေးပါဒီကောင်တော့တောက်ရပါမယ်ဘုံတော့ကုန်သွားပြီဒါပေမဲ့ဆရာဝန်နဲ့ပြမယ်ဆိုရင်သူတေချာလေးပြောပြပေးပါလိမ့်မယ်တေချာကြီးပြပေးတယ်ဒါကတော့နမူနာပုံစံပါကုန်သွားပါပြီပထမအဆုံးတလာသာရင်စမ်းတောက်ကြည့်ရပါတယ်ဒီဆေးနှမျိုးရဲ့ပထမအဆုံးရှင်းပြကြည့်တာပါလေစာရဖက်ကနှကန်း၆တာပါအသားရည်၆ပါတယ်အဲ့တော့ရင်များများတောက်ပေးဖို့လိုပါတယ် အာဘယ်လိုအောင်ဆုံးလိမ့်သေးတွေကိုပြောရမယ်ဆိုရင်ဒီဘန်ဇိုင်းပါအောက်ဆိုင်နဲ့နတ်ဒီဂျာမလန်းညနှစ်ကြိမ်လိမ့်ပြရပါလေပြီးရဲ့နောက်မှာတော့ကျွန်တော်မော်ချာရိုက်ဇာကိုအုံပေးရမှာဖြစ်ပါတယ်ပြီးရဲ့ကာကြရင် the river devlin ဂျာကြတော့ကျွန်တော်တို့တညာချားတစ်ခါလိမ့်ပြရပါမယ်ဘာလို့လဲဆိုကိုသားရင်နဲ့ကိုက်ညီမှုရှိအောင်ပထမအောင်ဆုံးဆန်းလိမ့်ရတာဖြစ်ပါတယ်ပြီးတော့လိမ့်တဲ့အခါမှာလည်းသူကအများရန်ပမာဏအများကြီးလိမ့်လို့မရဘူးပေါ့လေ အဲပဲစီလောက်ပမာဏလေးကိုမျက်နှာအနှံ့ကိုလိမ့်ပြရဖြစ်ပါတယ်ဘလို့လိမ့်မလဲဘလို့တန်ရှင်းလုံမလဲဆိုရဲ့ step ကိုပြောပြပေးပါတယ်ဒီမှာဦးဆုံးအာမျက်နှာတက်ပါမယ်မျက်နှာတက်တဲ့အခါမှာကျွန်တော်ဆရာဝန်ညွှန်ပေးတာက set up face gentle skin cleanser အဲ့ကောင်လေးမျက်နှာတက်ပါတယ်မျက်နှာတက်ပြီးရဲ့နောက်မှာပန်ဆိုင်ပါ outside ဒီကောင်လေးကိုလိမ့်ပါတယ်လိမ့်ပြီးတော့ကျွန်တော်15မိနစ်လောက်ထားပါတယ်15မိနစ်လောက်ထားပြီးတဲ့အချိန်မှာပြီးရင်ရေဆေးချပါတယ်ပြီးရင်သူ့ရဲ့နောက်ကို နတ်ဒီဖလိုစာစင်ရှယ်ဝက်ချံပေါ်မှာလိမ့်ပြီးပါတယ်ပြီးရဲ့နောက်မှာစတာဖေးဝက်ချာရိုင်းစင်ခရင်အိုက်ကောင်ကိုလိမ့်ပြီးရပါတယ်ဒါပြီးပါပြီတကယ်လို့ကျွန်တော်တို့ the river ရဲ့ double engine လိမ့်ရမယ်ညရယ်ဆိုရင်ဘန်တိုင်းမှာ outside လိမ့်ပြီးရတယ်တပြိုင်နဲ့ကျွန်တော်တို့ရေဆေးချမယ်ရေဆေးချပြီးတော့မျက်နှာကိုရေယူ6အောင်တုပ်တယ်တုပ်ပြီးရဲ့နောက်မှာမှဒီကောင်အောင်ပါမယ်မျက်နှာတပြိုင်အနှက်အောင်ပါမယ် လင်းရပါပြီးတော့မှဒါလင်းဒီနတ်ဒီဂျယ်ဝဝက်ချန်ရှိရဲ့နေရာတွေမှာကျော်လင်းပြရပါမယ်ပြီးရင်တော့ခုနကအတိုင်းမွာချရတာမွာချရတာတော့မဖြစ်မနေလင်းပြရမယ်အစင်လင်းမှာပါပါတယ်ပြီးတော့ဒီကောင်ကမနက်အာမနက်ဒါမှမဟုတ်နေ့လေသမင်းစားပြည့်တဲ့အချိန်မှာဒီကောင်တော့ပြီးရဲ့အချိန်မှာညနေညသာစားပြည့်တဲ့အချိန်မှာဒီပုသက်စီကိုတောက်ပြရပါမယ်ဒါတော့နှလုံးပါနောက်ပိုင်းမှာတော့ကျွန်တော်ဆရာကပုသက်စီကိုဖြုတ်ပြလိုက်ပါတယ်ပုသက်စီတောက်ဆရာမလိုတော့ပါဘူး ဒီကောင်ကိုပဲနောက်ထပ်တလားတော့ဆက်တော့ကြည့်ဖို့ပြောပါတယ်ဆိုတော့ဒါကတော့လိန်စီတောင်စီရဲ့ဘိုင်းကုန်ပြီးပါပြီပြီးတော့ကျွန်တော်ပြောချင်တာကတော့ဝက်ချံဖြစ်လာပြီဆိုရင်ဝက်ချံသူတော်ကလုံးဝဟိုမျိုးဘယ်လိုပြောရမလဲကျွန်တော်ဝက်ချံပေါက်တဲ့တဲ့အသားရည်ဆိုရင်ပေါ့ဗျာလုံးဝဟိုမျိုးမျိုးပြုတ်သွားမျိုးမဟုတ်ပါဘူးအများကြီးရှိနေပါပါရန်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပေါ့အကောင်မလားဆိုပြီးတော့စိတ်ဒေါသထွက်လို့မရပါဘူးအဲတော့ ဘယ်လိုမျိုးလဲဆိုကျွန်တော်တို့စိတ်ထဲမှာသတ်မှတ်ထားမှာပေါ့ဒီကောင်နဲ့အတူရှင်သွဲနေရရမယ်ပေါ့အဲ့လိုမျိုးလားသတ်မှတ်ထားလိုက်ပါပြီးတော့ဖြစ်လာပြီးရနောက်ပိုင်းမှာတော့အရင်ကြီးအကုန်လုံးတက်တာသွားတဲ့စာရင်ဘလောက်နည်းနည်းချင်းစီတက်တာသွားလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်အဲကျွန်တော်ဖြစ်ရမှာတုန်းကဆိုရင်တော်တော်သွတ်သွားကျွန်တော်အနေနဲ့ဒီနှစ်လာအတွင်းမှာအဲ့လောက်ကြီးကြီးပြန်ပြီးတော့ကောင်းလာမယ်လို့တော့မထင်ခဲ့ပါဘူးဒါအမှန်တမ်းပြောပါမှာပြီးတော့ ျွန်တော်ကတီးနဲ့လိန်းနာနဲ့ကိုက်ညီမှုရှိပါတယ်လို့လည်းထင်ပါတယ်ကျွန်တော်ကသားရင်နဲ့အဲအားကြောင့်မို့ခုလိုနှစ်လာကျွေးမှမြန်မြန်စံစံနဲ့ပြန်ပြီးတော့ဒီလိုမျိုးဟိုဘယ်လိုပြောရမလဲပြန်ပြီးတော့ကောင်းလာရပါဗျာထားပါအဲ့လိုမျိုးအခြေအနေမျိုးရောက်ရှိလာပါတယ်ပြီးတော့ဒါကတော့လိန်းစေးတောက်စေးအပိုင်းဖြစ်ပြီးတော့နောက်ဟိုတန်ရှင်းမှုအပိုင်းမှာဘယ်လိုလုပ်ရမလဲပေါ့ဒီဟိုတန်ရှင်းမှုအပိုင်းမှာတော့ပထမဦးဆုံးတပတ်တခါကောင်းနေအဲအရခင်းနေစောင်းလေးကိုလျှော်ပေးရပါမယ်တပတ်တခါပေါ့နော် ြီးရင်အပြင်ကနေပြန်လာပြီးတဲ့ချိန်တိုင်းမှာလက်ဒီချောက်တွေကိုဆေးပြီးတော့မှအဲ့ရပေါ်ဝင်ရပါမယ်အဲ့ရဝင်တတ်ပါမယ်ပြီးရင်နောက်တစ်ချက်ကကြာရေများများတောက်ပေးရမယ်အာနောက်ဆုံးချက်ကတော့အေးဝဝအိတ်ပေးရပါမယ်အေးဝဝအိတ်တယ်ဆိုတဲ့နေရာမှာကိုအိတ်တဲ့ပမာဏလောက်ကကိုကနိုးလာတဲ့ချိန်မှာပင်ပန်းမှုမရှိတဲ့ခံစားမှုမျိုးဖြစ်နိုင်တဲ့အခြေအနေကိုပြောရပါအေးဝဝဆိုတော့ကိုဘယ်နှနာရေးအိတ်တယ်လဲဆိုတာလည်းမဆိုင်ပါဘူးဝမ်းမှန်ပါမယ်ဒါပါပဲပြီးတော့ဒီဝက်ချန် ဖြစ်လာတဲ့အချိန်မှာဘာမှအများကြီးမတွေးပါနဲ့ဘာလို့လဲဆိုတော့စိုးရိမ်ပူပန်မှုဖြစ်ရင်လည်းဝက်ချန်ကပို့ပြီးတော့ဖြစ်စီတော့ပါဒီတိုင်းလေးပဲထားလိုက်ပါဒီတိုင်းလေးပဲထားပြီးတော့ကိုလှုပ်เสียရရှိတာကိုပဲလှုပ်သွားလိုက်ပါအာတလကြာဒီဖြစ်စီနလကြာဒီဖြစ်စီငကွားတက်ပို့ပြီးတော့ကောင်းလာမယ်ဆိုတာကိုမြင်ရတဲ့အချိန်မှာတော့ဟုတ်ပြီဒါအောင်ဆက်လုပ်ပါဒါပါပဲဒါကတော့ကျွန်တော်ဖြစ်ရတဲ့ပတ်သက်ပြီးတော့အားလုံးကို share ပြရဲအာဝက်ချန်နဲ့ပတ်သက်ပြီးတော့ share ပြရဲဗီဒီယိုပါအခု အဲဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာအကုန်လုံးဒီလိုမျိုးအခြေအနေနဲ့ဂျုံတွေ့ရမယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာကတော့ကိုယ့်ဘာကိုကုလို့အဆင်မပြေတဲ့အခြေအနေမျိုးဆိုရင်ကျွမ်းကျင်တဲ့ဆရာအောင်နဲ့ပြသကြည့်ပါသူတို့ရဲ့လမ်းညွှန်ကူတာမှုခံယူပါပြီးရင်တော့သူတို့ညွှန်ကြားတဲ့အတိုင်းလိုက်နာပါဒါပါပဲဒါဆိုရင်တော့အချိန်တစ်ခုကြာတဲ့အချိန်မှာအဆင်ပြေလာပါလိမ့်မယ်အားလုံးကျမပြောချင်တဲ့ဒီရဲ့လေးပိုင်းဆိုင်လိုက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်